ိတ်ညစ်ပြီးဘာမှမလုပ်ချင်တော့တဲ့အခါကောင်းကင်ကိုမော့ကြည့်ပြီးငါဒီလိုနေလို့မဖြစ်ဖို့ဆိုပြီးကိုကိုကိုပြန်ထိန်ချုပ်ပါအခက်ခဲတွေနဲ့ကြုံတွေ့ရတဲ့အခါအားမရော့လိုက်ပါနဲ့အခက်ခဲတိုင်းဟာတင့်ကိုကြန့်ခိုက်တမ်းမှစီပါတယ်ကိုအားကိုကိုပြေအရောက်လှမ်းသွားမယ်ပန်းတိုင်လေးတစ်ခုအိမ်မက်လေးတစ်ခုတော့ဖန်တီးရရောပါတခါတလေငိုဆရာရှိရင် လူမရှိတဲ့နေရာသွားပြီးအောင်းကိုပစ်လိုက်ပါငိုသိရင်လည်းငိုလိုက်ပါမငိုတာကြာရင်မငိုတတ်တဲ့သူဖြစ်သွားနိုင်တယ်တခါတလေဝမ်းနှဲနေရင်လည်းအားရပါရငိုချပစ်လိုက်ပါ ပြီးရင်တင်ငင်လာပါလိမ့်မယ်အစင်မပြေရင်လည်းအစင်ပြေတလို့နေပါတချို့ကြတော့ကြိုးစားပြီးမယ်အစင်မပြေပြန်မောမကြိုးစားဘဲထိုင်နေရင် ပို အစင်မပြေဖြစ်သွားကြတယ်ထပ်ပြေးကြိုးစားပါလူဆိုတာကြိုးစားခြင်းစိတ်ရှိရင်ဘလောက်ပဲအစ်စ်တွေရရဖြစ်လာနိုင်ပါတယ် ဆုံးရှုံးမှုတွေရှိရင်လည်းစိတ်ကိုဖြေပါ နောက်တစ်ချိန်မမအောင်တတိထားပါဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာဘယ်တော့မှမရှိနိုင်သလိုလမ်းထွက်ဝက်တွေလျှော့လိုက်တဲ့အောင်မြင်ခြင်းဆိုတာလည်းမရှိနိုင်ပါဘူးလောကမှာနားမလဲတဲ့အရာတွေရှိနိုင်ပါတယ် အရေးကြီးတာက နားမလဲတာကိုနားလဲအောင်ကျူစားဖို့ပါအကောင်းစားရည်မွေးနှံ့တွေမလိုဘူးကိုကျင့်တရားကောင်းအောင်နေပါကိုကျင့်တရားကောင်းရင် စိတ်ထားကောင်းရင် ကိုတည်နှံ့မွေးနေမှာပါဘယ်သူကမှလည်းမလိန်ညာပါနဲ့အမှန်တရားဆိုတာတစ်နှစ်နှစ်တစ်ချိန်ချိန်ပေါ်ပေါက်လာရစမြဲပါ အမားရှိခဲ့တိုင်းလည်းအပြစ်မဟုတ်ပါဘူးတချို့အမားတွေကတန်ရှင်းပါတယ်လူသားတိုင်းအမားနဲ့မကင်းနိုင်သလို အမားရှိမှအမှန်ဆိုတာဖြစ်လာခဲ့ရတာပါ အဓိကအမှားတွေကိုအသင်ခန်းစာအဖြစ်ရယူပြီးနောက်တစ်ခါထပ်မမားဖို့ တဝိုင်းဝဲလေမနေဖို့ပဲလိုတယ်လူလူချင်းစာနာတတ်သူစိတ်ရှိသူပညာဉာဏ်ကြီးမသူနားလဲခွတ်လွတ်ပြေးနိုင်သူတို့အုပ်ဖြစ်အောင်ကြိုးစားပါဘဝမှာတန်ဖို့အရှိဆုံးအရာဟာအချားမဟုတ်ဘူးအသိရှင်တန်နေတာပါအားလုံးမှာတန်ဖို့အရှိဆုံးအရာကိုပိုင်ဆိုင်နေတယ်ဆိုတာမမေ့ပါနဲ့ချစ်ခင်သူတွေဝိုင်းဝဲလေနေဖို့မလိုပါဘူးပင်ပန်းအားငယ်လာတိုင်းမိခိုအနာယူနိုင်မယ်ရင်ခွင်လေးတဆုံရှိနေဖို့တော့လိုတယ်ချစ်တယ်ဆိုတဲ့စကားလုံးကို ဘဲအချိန်မဲပြောပြောတကယ်စိတ်ရင်းနဲ့ပြောပါ sorry ဆိုတဲ့စကားလုံးကိုဘဲအချိန်ပြောပြောတဖက်လိုရဲ့မျက်လုံးကိုကြည့်ပြီးပြောပါချမ်းသာတဲ့တငယ်ချင်းအပေါင်းအသင်းရှိဖို့မလိုဘူးနေပုံမိုးရွာလက်ချင်းတွဲလို့ဂျုံလာသမျှရင်ဆိုင်ဖြစ်ရှက်မဲ့တငယ်ချင်းကောင်းတယောက်ရှိဖို့လိုတယ်တငယ်ချင်းကောင်းမိတ်ဆွေကောင်းလို့ချင်းရင်သူကောင်းကောင်းမကောင်းကောင်းကိုကောင်းဖို့ကအဓိကပဲသူတစ်ပါးအပေါ်ကောင်းမှသာသူတစ်ပါးကကိုအပေါ်ပြန်ကောင်းပါလိမ့်မယ်